မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်စံဆွဲကြီးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ရာစစ်တပ်က drone နဲ့စီးကိုပစ်ခတ်နိုင်ခဲ့ပြီးတော့စစ်တပ်နဲ့ PNO ပူးပေါင်းအဖွဲ့တွေကပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလာ6ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းအင်အား200ဝန်းကျင်နဲ့ ညောင်ရွှေမြို့နယ်စံဆွဲကြီးရွာဘက်ကိုလက်နက်ကြီးလေးချောင်းတိုက်ခိုက်မှုများတဲ့အတူစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းကြောင့်ဖဲကုံ1336တိုင်ရင်အပအဝင်မဟာမိတ်ဒေါ်လိုင်းတပ်ပေါင်းစုများကခုခံတိုက်ခိုက်ခဲ့ရာယနေ့အချိန်ထိကိုတိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်နဲ့ PNO ပြည်သူစစ်တို့ဟာအင်ဂျီ300ခန်းရှိတဲ့စံဆွဲကြီးရွာမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုအဆက်မပြတ်မီးရှို့နေခဲ့ပြီးတော့မေလ9ရက်နေ့တနေ့ထဲမှာတင် အင်ဂျီ20ခန့်ကိုမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာစစ်ကောင်စီအုပ်စုရဲ့တိုက်ခိုက်ရေး drone နှစင်းကိုတော်လိုင်းတပ်ပေါင်းစုများကပစ်ချနိုင်ခဲ့ပြီးတော့ဖဲကုံ1336တိုက်ရင်ကရဲပေါင်း2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီဘက်ကပြည်သူလူထုကိုဥတီပြီးတော့ကျေးရွာများအတွင်းထဲကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့်ပြည်သူများထိခိုက်မှုရှိပြီးတော့မိဘပြည်သူများအနေနဲ့စီရင်အသည့်သတိရှိစွာနဲ့နေထိုင်ပေးကြပါရန်တိုက်တွန်းထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်အာရှလမ်းမဆစ်စင်ရေးမှာအတရအဓမ္မခိုင်းစေခြင်းခံနေရတဲ့အောင်စီရစစ်ကြောင်းကစစ်ကောင်းစီတပ်သားများအနေနဲ့လက်တဆုပ်စာဗိုလ်ချုပ်ကြီးများရဲ့အကျိုးစီးပွားကိုမကာကွယ်ဘဲအလင်းဝင်ရောက်ကြရန် KNL ကဖိတ်ခေါ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ10ရက်နေ့မှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကအာရှလမ်းမဆစ်စင်ရေးမှာ အတေးရတမစေခန်းချင်းခံနေရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလက်တဆုပ်စာဗိုလ်ချုပ်ကြီးများရဲ့အကျိုးစီးပွားတွေကိုဆက်လက်ပြီးတော့ကာကွယ်ခြင်းမပြုဘဲအလင်းဝင်ကြရန်ဖိတ်ခေါ်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ကြီဖြုတ်ထားတဲ့တနက်ရဲ့ခေါင်းကိုမြေကြီးအောက်ဆိုက်ပြီးတော့နောက်ကျောမှလွယ်ကာ လက်ပလာနဲ့ရောက်ရှိနေတဲ့နေရာကနေနေရက်ကိုစွန့်ခွာပြီးရှေ့တန်းမှာရှိတဲ့ KNL တပ်ဖွဲ့ဒေထန်ကိုတအူးချင်းတော်၎င်းအစုဖွဲ့နေတော်၎င်းအရောက်လာကြပါရန်တိုက်တွန်းအပ်ပါတယ်လို့ KNL ရဲ့ဖိတ်ခေါ်မှုကိုဖော်ပြထားပါတယ်။ဒါအပြင်လက်တဆုပ်စာဘိုးချုပ်ကြီးများရဲ့အကျိုးစီးပွားကိုကာကွယ်ရန်အောင်စီရဆစ်စင်ရေးမှာအလဟတ်တအသက်စရေးကြရန်ပို့ဆောင်ခြင်းခံထားရတယ်။စစ်ကောင်စီလက်အောက်ကရဲဘော်တပ်သားများနဲ့နေမြေကန်တပ်သားများဟာနိုင်ငံတကာဥပဒေစံနှုန်းနဲ့အညီအသက်ရှင်တန်ခွင့်ရကြမှာက ကရင်အမျိုးသားလူမျိုးရေးတက်မှာတော့ KNL ထံကိုလာရောက်ပြီးတော့အလင်းဝင်ကြရန်လဲအတိပိတ်နှိုးဆော်ထားပါတယ်။အာရှလမ်းမှာဆက်ဆင်ရေးမှာအတရတမခိုင်းစိခံရတဲ့စီကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ KNL ထံကိုလာရောက်ပြီးတော့အလင်းဝင်ကြပါရန်ဖုန်းနံပါတ်39669132969ကိုဆက်သွယ်နိုင်တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့အပြည့်ခတ်ရဲစဲရေးကနေထာဝရငြိမ်းချမ်းရေးကိုရောက်ရှိစေရန်စစ်တပ်ကလွဲပြီးတော့လက်နက်ကိုင်အဖွဲ့အစည်းများအလုံးလက်နက်စွန့်ချရန်ပြည်သူ့ရှေ့ဆောင်ပါတီပြီးသုံးလုံးဥက္ကဋ္ဌ တတ်တခိုင်းကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၎င်းကအပြစ်ခတ်ရစဲရေးကနေထာဝရငိမ့်ချမ်းရေးကိုရောက်အောင်တက်မတော်ကလွဲပြီးတော့ကျန်တဲ့လက်နက်ကိုင်းအဖွဲ့တွေအားလုံးလက်နက်စုဖို့စ조사ကြပါနိုင်ငံရေးစကားဝိုင်းကိုလာကြဖို့အဓိကပြောချင်ပါတယ်လို့ပြောဆိုလိုက်ပါတယ်။နိုင်ငံရေးဖြစ်စဉ်မတည်ငြိမ်စေရန်လှုံ့ဆော်နေတဲ့သူတွေဟာပြည်သူလူထုပြည်တွင်းမှာရှိတဲ့နိုင်ငံရေးသမားများစစ်တပ်နဲ့နိုင်ငံတကာစွပ်ဖက်မှုများလည်းပါဝင်နေတယ်လို့ပြောဆိုထားပါတယ်။ ပြည်သူများအမြင့်ကြရန်လိုအပ်ကြောင်းကိုလည်း၎င်းကပြောဆိုလိုက်ပါတယ်ဒါအပြင် နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးမှလှုပ်ဆောင်တဲ့ရွေးကောက်ပွဲဟာမတမာမှုဖြစ်ဖို့အလားအလာရှိပြီးတော့စစ်ကောင်စီကပြုတ်လုတဲ့ရွေးကောက်ပွဲကသာတမာတမတ်ရှိတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့တတ်တတ်ခိုင်ကပြောဆိုလိုက်ပါတယ်လက်ရှိမှာပြည်သူ့လုံးပါတီအနေနဲ့လာမယ့်ရွေးကောက်ပွဲမှာပါဝင်ပြီးတော့ရှင်ပြိုင်သွားရန်ပြင်ဆင်နေပြီးတော့ရွေးကောက်ပွဲဂရိကဝက်ရေးဆွဲပြီးတော့တင်ပြသွားမှာဖြစ်တယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်မှာရှိတဲ့ကြေးရွာ၃ရွာကိုအကြမ်းဖက်စစ်တပ်ကမေလ၁၇ရက်နေ့မနက်အစောပိုင်းကစတင်ပြီးတော့လေရင်နဲ့ဇက်တိုက်ဘုံများကျဲချတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ17ရက်နေ့မနက်9:00နာရီခွဲကမှာဝက်လက်မြို့နယ်ရွှေပန်းကုန်းကြေးရွာကိုအကြမ်းဖက်စစ်တပ်က Jet Fighter တစ်စီးနဲ့ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအမျိုးသမီးငယ်တအူဦးကောင်းကိုထိခိုက်ဒဏ်ရာရရှိကအသက်အန္တရာယ်ဆိုးရင်ရပြီးတော့လက်ရှိအချိန်မှာဆေးကမှာကုသမှုခံယူနေရတယ်လို့သိရပါတယ်။အလားတူပဲ17ရက်နေ့မနက်7:00နာရီခွဲအချိန်မှာလဲဝက်လက်မြို့နယ်တင်းစိန်ကြေးရွာကိုဒရယ်ဦးကနေတက်လာတယ်။အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကပေါင်300ဘုံဒီတစ်လုံးအကြောင်းမဲ့ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့မစိုးရင်ကဒဏ်ရာများရရှိခဲ့တယ်လို့သိရပါဗါးဒါအပြင်မနက်၁၇နာရီလောက်မှလည်းဝက်လက်မြို့နယ်မဲတော်ကုန်းကြီးရွာဖုန်ကြီးကျောင်းကိုလည်းအကြမ်းမဲ့၁၁ရဲ့ဒရုန်း၄တပ်ကနေတက်လာတဲ့ Jet Fighter နဲ့ပေါင်300ဘုံးဒီနှလုံးအကြမ်းမဲ့ကျဲချတိုက်ခိုက်ရာပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးရွှေပန်းကုန်းရွာက မိန်းကလေးတဦးဦးကောင်းမှဒဏ်ရာရရှိသွားပါတယ်စိုးရင်ရတယ်အခုတော့ဆေးကမှကုသနေပါတယ်သင်းစိန်ရွာကလည်းပြည်သူနှစ်ဦးဒဏ်ရာရတယ်သူတို့ကတော့မစိုးရင်ရဘူးလို့ပြောတယ် စတရရက်နေ့တရက်ထဲမှာတင်ဘုံကျဲတက်ခိုက်ခံရတာကြေးရွာ၃ရွာရှိသွားပါပြီမဲတော်ကုန်းရွာကပြည်သူ၆ဦးလဲထိခိုက်ဒဏ်ရာရသွားတယ်လို့သိရတယ်လို့ရွေဦးအောင်ပွဲတော်လိုင်းအင်အားစုကတောင်းရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတန်းမူးမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်၃လုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၈ရက်နေ့မနက်၁၇နာရီခွဲအချိန်ကမှမူးမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခမရ၄၃ကိုတိုင်ရင်က၈၁မမလက်နက်ကြီး၂လုံးနဲ့ပစ်ခတ်ခဲ့ရာ စိုက်တန်းခင်ကြေးရွာတဲကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့ဥမင်းလွင်မတ်ဤဖြိုးနဲ့မတ်သိန်းတို့ရဲ့အိမ်သုံးလုံးထိမှန်ပျက်စီးသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီနေ့မှာညနေ3:73မိနစ်အချိန်ကမှခမရ300ခုတက်ကဟော်ဝဇာလက်နက်ကြီးတစ်လုံးနဲ့ပစ်ခတ်ခဲ့ရာစိုက်တန်းခင်ကြေးရွာတဲကိုထမှန်ကြောက်ရောက်ပောက်ခွဲပြီးအသက်80အရွယ်ဥခင်ဝင်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗါတယ်။အကြမ်းဆက်တဲ့ကရတားပြည်သူများကိုပြစ်မှတ်ထားပြီးတော့လက်နက်ကြီးများ drone များ၄ချောင်းကနေပြီးတော့တိုက်ခိုက်နေတဲ့အတွက် ်ဤရသားပြည်သူများထိခိုက်ဒဏ်ရာရှိမှုနဲ့ထိခိုက်ဒေဆုံးမှုများနေအိမ်ပျက်စီးမှုများဟာနေတိုင်းနေပါဖြစ်ပေါ်လျက်ရှိကပြည်သူလူထုအနေနဲ့ကြောက်ရွံ့ထိတ်လန့်စွာနဲ့အသက်ရှင်သန်နေထိုင်နေရတယ်လို့ KNU ဘဟုကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာအစိုးရအဆောက်အအုံများနဲ့နေအိမ်15လုံးကတိုက်ခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့ည10:00နာရီခွဲအချိန်မှာမင်းတပ်မြို့ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြီးတော့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ရာပြည်သူများအနေငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အစိုးရအဆောက်အအုံများနဲ့ပြည်သူပိုင်နေအိမ်စုစုပေါင်း15လုံးကတိုက်ခိုက်ပျက်စီးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဒီပေရင်မြို့နယ်မှာပြူစောတီတအူးဟာလက်နက်ခဲများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ17ရက်နေ့မှာဒီပေရင်မြို့နယ်မှာပြူစောတီတအူးဟာလက်နက်ခဲများကိုယူဆောင်လာပြီးတော့ကောင်းကင်အဖွဲ့ထမ်းမှအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုအလင်းဝင်လာတဲ့ပြူစောတီတအူးဟာကြီကဖုန်းတလုံး၊ကာပိုင်ကြီ18တောင်း၊လက်ပစ်မိုင်းတလုံးနဲ့ငွေသား360တို့နဲ့လိုကန်မိုဘိုင်းတင်းထမ်းမှအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီနေ့မှာအလင်းဝင်လာတာပါ။ ဘယ်မျိုးနဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့နည်းမြေခံတွေဖြစ်တဲ့ပြူစောတွေကိုကိုယ့်ဘက်ပါလာအောင်လို့ပြန်စည်းရုံနိုင်ပြီးအလင်းဝင်နိုင်အောင်ကြိုးစားမယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းတစ်ခုရဲ့အောင်မြင်မှုတစ်ခုလို့ယူဆလို့ရပါတယ်ဒီပြူစောတွေနည်းမြေခံတွေသာမရှိဘူးဆိုရင်ကြံတဲ့အစ်စ်ရောက်လာတဲ့စစ်ကောင်စီတွေဆိုတာကနည်းမြေမကျွမ်းကျင်တဲ့အတွက်သူတို့မှသွားရေးလာရေးခက်ခဲတယ်လို့မြင်တယ်ဒါကြောင့်ရန်သူကိုအင်အားနှဲစေပြီးတော့ကျွန်တော်တို့ပြည်သူဘက်ကိုအင်အားများလာစေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကမ်းလှမ်းလာတဲ့ဒီပြူစောတွေပဲဖြစ်ဖြစ်စစ်ကောင်စီတွေပဲဖြစ်ဖြစ် ဘလို့ဟာပဲဖြစ်ဖြစ်ကျွန်တော်တို့ကမ်းလှမ်းလာမယ်ဆိုရင်လက်ကမ်းကြိုးဆိုတာကောင်းပါတယ်လို့ပြောကြပါတယ်ကျွန်တော်တို့ကယူလာတဲ့ပစ္စည်းပေါ်မူတည်ပြီးတော့အလုပ်လုပ်ရတာဖြစ်တဲ့အတွက်အခုနေထားတိုင်းဆိုရင်စုချင်းဝင်ချင်းမြဲပေးတာတွေလှုပ်ဆောင်သွားမှာမဟုတ်ပါဘူးသူ့ကိုတော့ကျွန်တော်တို့ကလွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်းနဲ့ထိမ့်သိမ်းဆောက်ရှောက်ပေးတာပါတယ်ဒီလောက်ပဲလောလောဆယ်လှုပ်ပေးနိုင်အောင်မယ်လို့ကောင်းကင်အဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်မဲ့စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ